ဓာတ်ဆီဆေးပြန်သက်ဒီဇယ်ဆေးစက်ကြဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဓာတ်ဆီဆေးပြန်သက်ပြီးဒီဇယ်ဆေးကတော့သတိုက်ဆက်လက်ကျဆင်းနေတယ်လို့73စီတင်တွင်းတူလောင်ဖြန့်ပြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကတည်ရပါချေ။ပြီးခဲ့တဲ့ပတ်တွေကတလီတာကို250ကျပ်ဝင်းကျင်အထိကျဆင်းခဲ့တဲ့92နဲ့95ဓာတ်ဆီဈေးနှုန်းတွေကတော့အခုတစ်ပတ်မှာတော့5ကျပ်ကနေ30ကျပ်အထိအနည်းငယ်ပြန်လည်မြင့်တက်လာပါသေး။ ်ဒီဆဲစေးနှုံကားထောင်၅ဘက်ဆက်တိုက်ကြဆင်းနေတာဖြစ်ပြီးပြီးခဲ့တဲ့၄ဘက်ကတလီသားကို200ကျက်ကနေ255ကျက်အထွန်းကြဆင်းခဲ့တယ်လို့အခုတစ်ဘက်မှာလည်းတလီသားကို20ကျက်ကနေ25ကျက်အထိဆက်လက်ကြဆင်းခဲ့ပါတယ်ကမ္ဘာရေနံစိမ့်စိမ့်နှုံထွေကားထော့ဒီကနေ့မှသစီကို69ဒရမ80ခွန်အထိရှိနေပြီးတပတ်တာအတွင်းဒရောလောင်ဝင်းကျင်အထိဈေးပြန်လဲမြင့်တက်လာထဲလို့သိရပါသည် မြန်မာနိုင်ငံထောဗဟိုဘဏ်ကနိုင်ငံချောင်းဝေကြီးဈေးကွက်မှာ73စီလုပ်ငန်းရှင်တွေကိုဒေါ်လာတွေစက်တိုင်ရောင်းချပေးနေပေမဲ့ပြည်တွင်းနိုင်ငံချောင်းငွေလဲနှုန်းအနေနဲ့ဒီကနေ့မှာအမေရိကန်ဒေါ်လာကို4420ကျပ်အထိရှိနေပြီးတပတ်တာတွင်ဒေါ်လာကို90ကျပ်ဝန်းကျင်အထိကျဆင်းနေပါသေး 73စီးစေးကွက်ထဲမှထော်ယမန်နေကဖြစ်ပွားခဲ့တဲ့ငလင်ထန်းချောင်းတရက်စင်ပြီးပြတ်တောက်ချင်းပိုးချလာတဲ့အတွက်အယောင်ဝယ်ကောင်းနေတယ်လို့ဆိုပါတယ်ပြည်တွင်း73စီတွေရဲ့အခုသက်ပတ်ရည်ညွှန်းစီတွေကထော92တလီတာကို3000ကျပ်95တလီတာကို3050ကျပ်ဒီဇယ်စီတလီတာကို2580ကျပ်ပရီမီယံဒီဇယ်စီတလီတာကို3190ကျပ်အထိဈေးနှုန်းအသီးသီးရှိနေတယ်လို့သိရပါတယ်ရှင်။